ော့ဒီနှစ်ဂျွန်လ10ရက်နေ့အင်ကာနီတက်တာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစည်းကွက်နေတာကိုသုံးသပ်ပြောကြားပြီးသားဖြစ်ပါတယ်။ကျွန်တော်ဒီမှာအဲဒီပုံမှန်ပြထားတဲ့အချိန်ဒီနေ့ကမ္ဘာရွှေစည်းရတော့ဈေးကျခြင်းရောက်ပြီးဖြစ်ပါတယ်။ဟုတ်ပြီ။အဲပတ်သက်ကောင်မှာကျွန်တော်ဘယ်လိုမျိုးဈေးအတက်ကျနေဖြစ်မလဲဘယ်လိုဈေးကျသွားမလဲဆိုတာကိုကျွန်တော်သုံးသပ်ကြည့်တာအောင်ကပ္ပရွှေစီကမင်းကတည့်ရတဲ့နေသားမှာအတက်နဲ့ပြီးခဲ့တယ်ခင်ဗျ။ဒါမှမဟုတ်ကျွန်တော် ဒီမနေ့ကတရက်တာရဲ့ဈေးအသက်ကန်တယ်လေးရလीကျွန်တော်ဒီအစိမ်းအောင်တော့ဒါကျွန်တော်တတုံးတရက်တာနေတိုင်းကြည့်နေခြင်းဖြစ်ပါတယ်ဒီဈေးအသက်တုံးကန်တယ်လေးကပြီးခဲ့တဲ့တောက်ကြနေ့ကဈေးအကျကန်တယ်တဲ့ကြော်လုံအောင်ကျွန်တော်တို့ကသူ့ရဲ့ body ကမကြည့်ခဲ့ဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်မနေ့ကမညပြောခဲ့တယ်လို့မျိုးပဲကျွန်တော်တို့ကမနေ့ကတရက်တာပေးဈေးက3330အထက်မှာပိတ်ခဲ့ရင်တော့ကျွန်တော်ဒီနေ့မှာကြာတိုင်းလိုက်ဝယ်မှာပြတ်ဒါပေမဲ့330အထက်မှာလည်းပိတ်နိုင်ခြင်းမရှိခဲ့ဘူး အဲ့ဒါပတပတကမှာဒီနေ့ကပရွှေစီရဲ့အနေထားကတော့ကျွန်တော်တို့ဈေးအကြပတ်အာတာနိုင်ပါလေဒါပေမဲ့ဈေးအကြပတ်အာတာနိုင်ဆိုတဲ့အခါမှာဈေးဆွဲတင်ပြီးမှကြာနိုင်ချေအလားလာပိုရှိရလို့ကျွန်တော်သုံးသပ်ပြီးနေခင်ဗျာဘာလို့လဲမဲ့ဆိုရင်တောက်လျှောက်ကြီးထိုးကြသွားစမ်းမနေ့ကဆိုတော့ကျွန်တော်မနခင်ပိုင်းထိုးကြသွားပြီးတော့အာနေ့လက်ကင်းလောက်ကစားပြီးတဟုံတို့ပြန်တက်လာခဲ့တယ်ပေါ့တဟုံတို့တဟုံတို့ဆိုတာတက်အီနဲ့ပြန်တက်လာခဲ့တယ်ပေါ့နော်အဲမင်းညဆိုကျွန်တော်338လောက်ဒီဈေးတက်ခဲ့တယ်ဟုတ်ပြီကျွန်တော်ဒီနေ့မှဆိုရင်လည်းဈေးက ကြဖို့အတွက်ကျွန်တော်တို့အပေါ်ကိုစီးပြန်ကန်တက်ပြီးတော့မှကျွန်တော်တို့အောက်ကိုဆက်ဆင်းသွားတာမျိုးဖြစ်နိုင်ပါတယ်ဟုတ်ပြီအဲ့ဒါပြတဲ့အခါမှာဒီနေ့ကမ္ဘာရွှေစီးစီးပြန်ကန်တက်မှာဆိုရင်ဘယ်စီးရန်နေထိတက်နိုင်လဲအဲ့ဒါကိုကျွန်တော်တုံးသက်ကြည့်လို့ရအောင်နော်အချိန်တနာရဲ့အတိုင်းတာနဲ့ကျွန်တော်တို့တုံးသက်ကြည့်တာဒီမှာဟုတ်ပြီဘယ်စီးရန်နေထိပြန်ကန်တက်နိုင်လဲလို့မြင်မှာဆိုရင်ကျွန်တော်မြင်ရတော့စီးအနေနဲ့ကျွန်တော်အနည်းဆုံးပြန်ကန်တက်မှာဆိုရင်ကျွန်တော်ဒီစီးရန်ပေါ့ညကျွန်တော်တို့3.25စီးရန်ဝင်ကြည့် အဲ့တော့2-5ဇီနန်ဝင်ကျင်တီကျွန်တော်ဈေးရပြန်ကန်တက်နိုင်ပါတယ်အနည်းဆုံးပေါ့ကျွန်တော်အမြင်ကဒီထက်ပိုတက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဈေးရန်ပေါ့ကျွန်တော်တို့3338ဇီနန်လောက်ထိတက်နိုင်ပါအဲ့အပတ်ကောင်ကျွန်တော်တို့ကဘာရွှေစီဒီနေ့အတွက်ဈေးပြန်ကန်တက်နိုင်ချီရှိတဲ့ဈေးရန်ဆုံးပြောပါလို့ပြင်မဲ့ဆိုရင်ကျွန်တော်တို့3395နဲ့3338ကြာဈေးရန်ဆုံးဖြစ်ပါတယ်အဲ့ဒီနန်းဆုံးမှာကျွန်တော်ဒီနေ့ကပရွှေကိုကျွန်တော်နီးပညာပိုင်းရအတိပုကျဆောင်ပြီးတော့ကျွန်တော်တို့ရေတို့ရောင်းလို့ရပါတယ်ခင်ဗျ။ ဟုတ်ပြီအမြတ်ပိုင်းစည်းတမ်းကိုကျွန်တော်ဘယ်လောက်လောက်ထိယူမလဲကျွန်တော်တို့အမြတ်ပိုင်းစည်းတမ်းယူမယ်ဆိုတော့ကျွန်တော်မနေ့တုန်းကအနေဆုံးကြားခဲ့တယ်ပေါ့နော်ကျွန်တော်3 3ကိုနှစ်စည်းနှာလောက်ထိကျွန်တော်တို့ကအမြတ်ပိုင်းစည်းတမ်းယူလို့ရတယ်ခင်ဗျာ။တုံးတုံးကိုနှစ်စည်းနှာလောက်ထိကျွန်တော်အမြတ်ပိုင်းစည်းတမ်းယူလို့ရပါတယ်။ဒီထက်ပိုစောင့်နိုင်တယ်ဆိုရင်တော့ကိုကတုံးတုံးစောင့်တုံးနှစ်ကိုနှစ်ပေါ့နော် sorry တုံးတုံးကိုနှစ်တော့ပြောတာတုံးနှစ်ကိုနှစ်စည်းနှာထိကျွန်တော်အမြတ်ပိုင်းစည်းတမ်းယူလို့ရပါတယ်။ဒီထက်ပိုစောင့်နိုင်တဲ့ကို risk ပိုယူနိုင်တယ်ဆိုရင်တော့တုံးနှစ်80လောက်ထိအမြတ်ပိုင်းစည်းတမ်းယူလို့ရပါတယ်ခင်ဗျာ။ ုတ်ပြီဒါလေးရောက်ကျွန်တော်တို့ကဒါအပေါ်ဈေးနှုန်းဆိုပေါ့နော်အဲ3329နဲ့3338ကြာဈေးနှုန်းဆိုဒီနေ့တနေ့တာတွင်တာမှာကဘာချွေစီတာအ3338ဈေးနှုန်းအထက်မှာကျွန်တော်တို့အချိန်တနာရဲ့အတိုင်းတာနဲ့ဖောက်တက်ပြီးတော့ဈေးပိတ်သွားနိုင်ခဲ့တယ်ဆိုရင်တော့ကဘာချွေစီမကြတော့ဘဲနဲ့အသက်ဖက်ဆက်ဦးတည်သွားနိုင်ပါလေခင်ဗျအဲ့ဘက်ကဒီနေ့ကဘာရွှေစီကိုကျွန်တော်က3338စီတန်းထက်မှာအချိန်တနားအတိုင်းတာအပိတ်စင်းနဲ့ဖောက်တက်ပြီးဈေးမပိတ်မချင်းဈေးတက်တိုင်း အမြင့်ဈေးမှာစောင့်ပြီးတော့ရောင်းလို့ရပါတယ်။ဟုတ်ပြီအဲ့ဘက်ကဈေးကျလာပြီဆိုရင်ကျွန်တော်အောက်ဘက်မှာကျွန်တော်တို့ကဈေးအကျအဟန်သားဈေးနဲ့ရှိတယ်။အဲ့ရတော့မနေ့တော့အနေဆုံးကြားခဲ့တဲ့ကျွန်တော်တို့၃နှစ်၉နှစ်ဈေးတန်းမှာဈေးအကျအဟန်သားဈေးတန်းနေရှိပါတယ်။အဲ့ဘက်ကမှာကမ္ဘာရွှေဈေးကြီးကမ္ဘာရွှေဈေးဈေးဆက်ကျခြင်းနဲ့ဆိုရင်ဒီ၃နှစ်၉နှစ်ဈေးတန်းအောက်မှာကျွန်တော်တို့အချိန်တနားရအတိုင်းတာပိတ်စေကျွန်တော်တို့ market ခေါ်ရ H1 bigness တဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကျွန်တော်တို့ဘယ်လောက်ထိဥတီသွားနိုင်လဲလို့မိမဲ့ဆိုရင်ကျွန်တော်ဒီဈေးနှန်းနေထိပေါ့ကျွန်တော်တို့ အာ3နှစ်80လို့ပါလို့ဒီဈေးအကျဦးတည်သွားနိုင်ပါတယ်3နှစ်80လောက်ထိပေါ့3နှစ်9တို့3နှစ်80လို့လောက်ထိဈေးအကျဦးတည်သွားနိုင်တယ်အဲဒီတစ်ပုတ်ကြမယ်ဆိုရင်တော့ကျွန်တော်တို့အာဒီရတဲ့ဘက်ပေါ့နော်နှစ်ပတ်သုံးပတ်တွင်မှာအနေအဆုံးကြခဲ့တဲ့ဒီဈေးနှုန်းဖြစ်တဲ့ပေါ့ကျွန်တော်တို့3နှစ်4 5လောက်ထိတော့အကျဦးတည်သွားနိုင်ပါတယ် အဲ့တော့ပြတဲ့ခါမှာကျွန်တော်တို့ကဒီ3နှစ်9နှစ်ဈေးတန်းအောက်မှာကျွန်တော်တို့အချိန်တစ်နိုင်အတိုင်းတာပေးစင်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားလိုက်ဆိုနေကျွန်တော်တို့လိုက်ရေတို့ရိုက်လိုက်အောင်လုပ်ရတယ်ခင်ဗျအနည်းဆုံးကျွန်တော်3နှစ်80လောက်ဒီအမြတ်ပိုင်းဈေးတန်းယူလို့ရတယ်အာဒီထက်ပိုကိုစောင့်နိုင်တဲ့ risk ပိုယူနိုင်တဲ့ဆိုတော့3နှစ်50 3နှစ်55လောက်ဒီအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်ခင်ဗျဒီနေ့မှာကျွန်တော်ကဈေးကြမဲ့မှန်းထားတာပြတာပြတဲ့ခါမှာကျွန်တော်တို့ကဘာရွှေဈေးကျွန်တော်အယောင်ဘက်ကိုပို့ပြီးတော့ဦးစားပေးစေချင်တယ်ပေါ့နော်အဲ3နှစ်9နှစ်အောက်ဖောက်တော့ ဖောက်ကြသွားရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းအပေါ်ဈေးတက်သွားရင်ဆိုရင်ကျွန်တော်3395နဲ့3338ကြာမှာကျွန်တော်နီးပညာပိုင်းရအတိပြုချက်စောင့်မိဖြစ်ဖြစ်ကျွန်တော်ရောင်းပအားပေးခြင်းပါတယ်အဝယ်အတွက်ဆိုရင်တော့ကြာပြီး3338ဈေးတန်းအထက်မှာအချိန်တနေ့အတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့လိုက်ဝယ်ပါကျွန်တော်တို့3390လောက်ထိဈေးအတက်မြင်ရနိုင်ပါတယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့ကဈေးကဆက်ကြသွားလို့ပေါ့ဈေးက တောင်းလျှောက်ကြသွားလို့ဒီ3345နဲ့3350ကြာဈေးတန်းစုံရောက်မယ်ဆိုရင်ကျွန်တော်ဤပညာဖိုင်းရအတိပြုချက်ဆောင်ပြီးကျွန်တော်ဒီဈေးတန်းစုံမှာကျွန်တော်ပြန်ဝယ်ဖို့အားပေးခြင်းနဲ့ခင်ဗျမီးပညာပိုင်းအတိပ္ပိကျတော့ဆောင်းเนาะကန်တယ်လေးပိုင်းကြည့်ပြီးတော့3345နဲ့3350ကြာ3345မဟုတ်ဆိုရင်3255 3255နဲ့3250ကြာဒီအောက်ကဈေးတန်းစုံလေးမှာ တကယ်လို့ဈေးကတောက်လျှောက်ပြလက်ရှိဈေးကနေတောက်လျှောက်ထိုးကျသွားတယ်ဒီ3.45နဲ့3.50ကြာဈေးနှုန်းဆုံးရောက်ခဲ့မှာဆိုရင်အဲ့ဒီဈေးနှုန်းဆုံးမှာနီးပညာပိုင်းကအတိပြုချက်ဆောင်ပြီးတော့ပြန်ဝယ်လို့ရပါတယ်ခင်ဗျအဲ့ဒါပတ်သက်ကမှကျွန်တော်ဒီနေ့ကဘာချွေစီတော်တော်ကျွန်တော်တို့ကအယောင်ဈေးနှုန်းဆုံးကတော့ပုံများပါတယ်အဝယ်ကတော့ကျွန်တော်တို့3.3လောက်ရှိအထက်ပေါက်သွားရင်ဒါမှမဟုတ်3.45နဲ့3.50ကြာဈေးနှုန်းဆုံးမှာနီးပညာပိုင်းကအတိပြုချက်ဆောင်ပြီးတော့ဝယ်လို့ရပါတယ်ဟုတ်ပြီအားပတ်ကဒီနေ့တရတာပိတ်စေးပေါ့နော်ဒီတရတာပိတ်စေးကကျွန်တော်တို့ဘယ်ပေါ်ပိတ်ခန့်ရင်ဈေးအသက် ျွန်တော်တို့ပြန်အားတာမလဲလို့မြင်မယ်ဆိုဒီနေ့တရက်တာအပိတ်စေတာတကယ်လို့ကျွန်တော်တို့ဒါအချင်းကျွန်တော်တရက်တာနေထားနေကြည့်လိုက်ပါဦးဒီနေ့တရက်တာအပိတ်စေတာကျွန်တော်တို့330အထက်လောက်ပိတ်နိုင်ခဲ့တယ်ဆိုရင်ကပားရွှေစီကျွန်တော်တော့ရက်ဒီမှာဈေးအသက်ပြန်လာပါလိမ့်မယ်စန့်ကျင်ဘက်အနေနဲ့ဒီနေ့တရက်တာအပိတ်တရက်တာရဲ့အပိတ်စေတာကျွန်တော်ဘယ်အောက်ပိတ်ခဲ့ရင်လဲမယ်ဆိုကျွန်တော်3.85အောက်ပိတ်နိုင်ခဲ့တယ်ဆိုရင်ကပားရွှေစီ နောက်ရက်ဒီမှာဈေးဆက်ကြနိုင်မယ်ခင်ဗျာကျွန်တော်တို့3နှစ်20လို့3200နားအထိဈေးအကျမြင်ရနိုင်ပါတယ်အဲ့ဒါပြတာဒီနေ့တရတာပေးစီတာ3330အထက်ပြန်ပိတ်နိုင်မလား၃နှစ်၈၅အောက်ပြိနေမလားဆိုတော့ကျွန်တော်စောင့်ကြည့်ဖို့လိုပါလေဒီနေ့တက်တာပိတ်စေးအနေနဲ့အောင်စောင့်ကြည့်ပြီးမနေ့ဖြန်မှကျွန်တော်တို့ဝယ်တင်ရောင်းတင်လာကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်ဂျားထဲမှာပိတ်သွားရင်တော့ဗျာကျွန်တော်မနေ့ဖြန်ဘူတပုနစ်တရက်တာပိတ်စေးကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးတော့ကျွန်တော်နီးပညာမှာတောင်းချက်ပါဒီနေ့တော့ကျွန်တော်ကြမယ်မန်းနဲ့ဒါပေမဲ့အကြအားကောင်းမလားအကြ တီးနဲ့ပဲအာအကြအာနေမလားအရာပဲကြည့်ရမှာဖြစ်ပါတယ်ကြာတာတော့ကြာမှာပေါ့နော်ကျွန်တော်တို့ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်အကြမှန်းထားတဲ့တစ်ချက်ပဲကြည့်မှာမနိုင်ဆိုအဲ့338ဇီတန်ထက်မှာအချိန်တနိုင်အတိုင်းတာအပေးစင်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်နော်ကျွန်တော်အကြမှန်းထားတဲ့တစ်ချက်မှားပြီလို့သာယူဆလိုက်ပါခင်ဗျဟုတ်ပြီဒရင်းမောင်ကျွန်တော်တို့ကြည့်မယ်ဒရင်းညာဘာတီတာမှတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဗမာစံတော်ချိန်ည2နာရီခွဲပေါ့နော်2နာရီခွဲမှာအမေရိကန်တမ္မရဒေါ်နယ်ထရန့်စကားပြောဖို့ရှိတယ်ဗျာ မိန်ခွန်းပြောဖို့ရှိတယ်ပေါ့နော်ထရန့်ကလက်ရှိအမေရိကန်နိုင်ငံမှာကြုံတွေ့နေရတဲ့အဲ Los Angeles မြို့မှာကြုံတွေ့နေရတယ်ကျွန်တော်ရွှေ့ပြောင်းအခြေချသူတွေနဲ့အဲကျွန်တော်အမေရိကန်နိုင်ငံရဲ့ကျွန်တော်တို့အဲလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့တွေပါအဲပြည်နယ်အစောင့်တပ်ဖွဲ့တွေကြာဖြစ်ပျက်နေတဲ့ပြည်ပခိုင်နဲ့ပတ်သက်ပြီးတော့ထရန့်ကရည်ညွှန်းစကားပြောဖို့များတယ်အာဖရိကထရန့်ရဲ့သဘောတဘာဝတိုင်းသူက the whole time ပြောမှာပဲအဲ့ဒါပြတာပြတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီအနေထားမှာကျွန်တော်တို့တပတ်ကအဲ့ ဟိလက်ရှိဘာလို့ Los Angeles မြို့တော်ဝင်တို့အဲ့သူတို့ပြည်နယ်အစိုးရပေါ့ California ပြည်နယ်အစိုးရဖွဲ့လို့ねသူပြည်ထနာအကြီးကြီးတက်နိုင်ကြီးရှိတယ်လက်ရှိမှာသူတို့အဲ့ California ပြည်နယ်အုပ်ချုပ်ရေးမှုနဲ့ Los Angeles မြို့တော်ဝင်ကို Trump ကအာ အာသူကသူ့အစိုးရအဖွဲ့ဝင်တွေကိုဖမ်းဆီးခြင်းနဲ့ပါညာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့အဲ့ဒီပြည်နယ်အုပ်ချုပ်ရေးမှုနဲ့မြို့တော်ဝင်သူကအာဖမ်းပစ်လိုက်လို့ရရဲ့ပါညာဆိုပြီးပြောနေရပြတဲ့ပြတဲ့ခါမှာအဲ့ဒီအမေရိကန်နိုင်ငံသွင်းပြိပခအဲ့ဒီပြည်နယ်အစိုးရနဲ့ပေါ့နော်ကယ်လီဖိုးနီးယားပြည်နယ်အစိုးရနဲ့ထရန့်အစိုးရအဖွဲ့ကြားပြဿနာပိုပြီးရနှဆိုင်လာမလားပေါ့နော်ဒါအပြင်ကျွန်တော်တို့တစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ကအမေရိကန်ပုံပန်နဲ့ထရန့်ချလဲပြဿနာတက်မဲ့လာလာမျိုးတွေ့နေရတယ်ဘာလို့လဲမဲ့ဆိုရင်အမေရိကန်ပုံပန်ကအခုလာမဲ့ဂျွန်လဘန်တုန်းလုံးဆုံးမချက်မှာဘန်တုန်းလုံးရှော့နိုင်ကြည်အလားလာနေသွားပြီ ။ဘာလို့ဆိုပြီးခဲ့တဲ့အပတ်ကအလောက်ခံဒေတာတွေကောင်းသွားတယ်။ပညာထရန်လက်ရှိလုံနေတဲ့ကုန်သွင်းကုန်ကိစ္စတွေကြောင့်အမေရိကန်စီးပွားရေးတိတ်မထီဘူးလို့တို့ကအမေရိကန်ပုံပန်းယူဆလာဖြစ်တဲ့အခါမှာဘန်တိုးလုံးရှော့နိုင်ချေအလားလားလဲသွားနေသွားရပါတော့။အဲ့ဒီနေသားမှာကျွန်တော်တို့ကအာဘန်တိုးကိုရှော့စေချင်တယ်ပေါ့။လက်ရှိအမေရိကန်စီးပွားရေးကာဗာကောင်းကောင်းဖြစ်စေဖို့အတွက်ဘန်တိုးလုံးရှော့စေချင်တဲ့ထရန်နဲ့အမေရိကန်ပုံပန်းကြားမှာပြဿနာရှိလာနိုင်တယ်။ဒါအပြင်ကျွန်တော်တို့ကထရန်ကအခုဒီပန်းနပတ်တွင်မှာပေါ့နော်အမေရိကအဲဘောပန်အမေရိကန်ဘောပန်ရဲ့ကျွန်တော်တို့ကဥက္ကဋ္ဌအစ်စ်ကိုကြီးညာမယ်ဆိုပြီးတော့ သူကအမိစင်းကြီးညာမယ်ဆိုပြီးတော့သူကထုတ်ပြန်ခဲ့တယ်ပေါ့နော်အာတနည်းအားဖြင့်လက်ရှိအမေရိကန်ပုံမှန်ဩဂရဂျရုံမီပိုးဝဲကကျွန်တော်တို့နောက်နှစ်ပေါ့နော်မေလမှာတတန်းကုန်မှာဖြစ်ပါတယ် trap ဩဂရတဲ့နာမည်ကြီးညာတယ်တအားကြီးစောလွန်းနေတယ်ပေါ့နော်ဒီအနေထားမှာ ဒီလိုမျိုးလုတ်ချင်အောင်ကျွန်တော်ယူဆတာတော့အမေရိကန်ဘိုးဘန်လက်ရှိအမေရိကန်ဘိုးဘန်ဩဂရာပိုးပွဲကိုခရန့်ကစင်ခေါ်တဲ့သဘောမျိုးတနည်းအားဖြင့်ဖီအားပေးတဲ့သဘောမျိုးတက်ရောက်သွားစေတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာအမေရိကန်ဘိုးဘန်နဲ့ထရန့်အစိုးရဖွဲ့ကြမှာလေအကွဲပြဲတွေပြိပခါတွေကျွန်တော်ရှိလာနိုင်တယ်အဲ့အဲ့အလိုဖြစ်လာပြီဆိုရင်တော့ကျွန်တော်အမေရိကန်စီးပွားရေးပေါ်ကောင်းကောင်းတက်ရောက်မှုရှိနိုင်ပြီတော့တစ်ဖက်ကကျွန်တော်တို့ကဘာရွှေစီအပေါ်လေကောင်းကောင်းကြီးတက်ရောက်လာနိုင်တယ်ခင်ဗျအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့က လက်ရှိဒီဒီပတ်နဲ့နောက်တစ်ပတ်ကတော့ကျွန်တော်တို့သတင်းတွေအရာသတိထားမယ့်ရက်သက်ပတ်တွေဖြစ်ပါတယ် breaking news တွေထွက်လာနိုင်ပါတယ်အဲကျွန်တော်တို့အားအကြောင်းဝင်တဲ့ခါမှာ risk management ကောင်းကောင်းလုပ်ထားဖို့အရေးကြီးပါတယ်တစ်ပတ်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုရင်ဒေါ်လာအင်းသက်က68နဲ့100ကျောင်းပဲပြ မှန်တယ်ပြီးခဲ့ပတ်တော်အမေရိကန်အလုတ်ကန်ဒေတာကြီးထွက်လာခဲ့ရမှန်မိမဲ့လဲကဘာရွှေရောဒေါ်လာအင်းတန်ရောကတိတ်အလုတ်ခက်ကြီးကြီးမားမားမတွေ့ရအောင်ကဘာရွှေဆိုလဲကျွန်တော်ပြီးခဲ့တဲ့ပတ်တာအတွင်းကပြင်းနေတဲ့ range အတွင်းမှာပြင်းနေရတွေ့ရတယ်ပုံမှန်ပြင်းနေကြ range အတွင်းမှာပြင်းနေရတွေ့ရတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့မနက်ဖြန်မှထွက်မဲ့အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုသတင်းတွေကိုစောင့်နေတဲ့အလားအလာမျိုးလို့ကျွန်တော်ယူဆပါတယ် မနက်ဖြန်ညမှာတော့ကျွန်တော်ဈေးအလုတ်ခတ်ဒီနေ့ဒီနေ့မှလည်းဒီလိုပဲပြင်းနေရဆိုရင်တော့မနက်ဖြန်ညမှာတော့ကျွန်တော်တို့ကဘာရွှေရောဒေါ်လာအင်းသက်ရောအလုတ်ခတ်ကြီးကြီးမားမားမြင်ရနိုင်ပါလေမနက်ဖြန်ညအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုတရင်းတွေထွက်ပြီးမှပေါ့နော်အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ကျွန်တော်အရင်ပြောလို့မဟုတ်ဒေါ်လာအင်းသက်တရအထက်တက်နိုင်ဖို့လိုအပ်တဲ့ကဘာရွှေစီတရင်းပိုင်းရာကြဖို့တော့ဆိုရင်အဲ့လိုပဲကဘာရွှေစီစံချိန်တင်တက်နိုင်ဖို့ဆိုရင်ဒေါ်လာအင်းသက်က68အောက်ဖောက်ကြနိုင်ဖို့လိုအပ်တယ် အဲ့ပြတဲ့ခါမှာကျွန်တော်တို့ဒေါ်လာအင်တက်ကကျွန်တော်တို့ဘယ်ဘက်သွားမလဲဆိုတာကျွန်တော်ဆက်ပြီးစောင့်ကြည့်အောင်ဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့က neutral ပေါ့ neutral ဆိုတာတက်တာလည်းမဟုတ်ကြာလည်းမဟုတ်ဒီနားပဲ68နဲ့တရားကြပဲငိမ့်နေရလို့ပြောလို့ရပါတယ်ခင်ဗျအဲ့ပြတဲ့ခါမှာကျွန်တော်တို့လည်းလက်ရှိမှာဆိုရင်ပြကျွန်တော်ဒီနေ့မှာ data ထွက်ဖို့မရှိဘူးမနေ့ဖြစ်မှာတော့ inflation data တွေထွက်ဖို့ရှိတယ် အာဒီနေ့မှာတော့ကျွန်တော် breaking news လေးကိုလည်းတတိထားဖို့လွှဲပါတယ်ပြီးတော့ညနေတကောင်နေမှာအယောင်းဝယ် order လောက်တာမျိုးလို့ဝင်တာမျိုးလေးစင်ကျင်ပါဘာလို့လဲမလဲဆိုတော့ဒီနေ့ညကျွန်တော်တို့အာနှစ်နာရီခွဲလောက်မှာ American တမရတမရ tracks ကပြောဖို့ရှိလို့ဖြစ်ပါတယ်သူမိကွန်းတွေကပါဝင်တဲ့အကြောင်းအရာတွေကကပ္ပရွှေစီကိုအလောက်ခတ်ကျန်းစီနိုင်ပါတယ်အဲ့ဒါပတ်သက်ကမှအရာလေးကိုတတိထားဖို့လိုအပ်ပါတယ်ခင်ဗျ โอเคဒါလေးအောင်ကျွန်တော်ဒီနေ့တည့်ရတာကဘာရွှေစေးကွက်တုံးတဲ့ချက်ပြီးလို့ဖြစ်ပါတယ်အခုလို့တုံးတဲ့ချက်ပြီးလို့တွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကို see fat and subscribe လေးလောက်ထားပေးကြပါခင်ဗျာ ပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတရားနေ့တရားလို့ရပါတယ်အဲ့အနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel နဲ့ကျွန်တော်ရဲ့ Viber ရာနေစုံစမ်းမင်းမြန်နိုင်ပါတယ်ခင်ဗျကမ္ဘာ့ရွှေ Twitter အားလုံးပဲဒီနေ့စွန်လ10ရက်နေ့အင်ကာနေ့တည့်တာအတွက်ကမ္ဘာ့ရွှေစီအတက်ကြကိုကျွန်တော်တို့မှန်မှန်ကန်ကန်ရောင်းဝယ်လုပ်ပြီးတော့အကျုံးမြတ်များပတ်စံနေကြပါစေလို့ကျွန်တော်စုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျ